ီးပြအရှိလဲအိတာပြန်ပါဗျာဘယ်လိုလုပ်ပြီးတော့အနောက်ရောက်သွားပါမသိဘူးဘိုက်အောက်ပါဆောင်ရောက်ပြီးတော့ဂတိချင်းရင်းကိုဟောလို့ကရင်ကြီးနဲ့ဒီလိုမျိုးဖြစ်နေမရင်တန်းကြတော့ဦးစင်းတို့ဒီဘုံကြီးတို့ကဒီအစိုးရဓမ္မစရိယဆောင်မျိုးပဲသွားနေတဲ့ချိန်မှာလှုပ်တာဆိုတော့ဒီမှာကြောက်မှကြံနေတာကိုရင်တွေပဲကြံနေတာလေအခုဒီကဖုန်းလမ်းဆက်တော့ဒီငရင်လှုပ်တော့ ပြောကြတယ်ပေါ့အဲ့လိုဆိုတော့ဦးစင်းတို့လည်းဒီခြေချင်းပေါ့ကားလေးရလည်းပိတ်နေလမ်းတွေလည်းပိတ်နေသွားမြင်ရတော့ခြေချင်းကြောင်းပြန်လာတော့အဲ့ဒီမျက်စိတွေ့ရတာပဲသမဇရီကြောင်းတိုက်သမဇရီကြောင်းတိုက်ဝချဲအုပ်စုသကိုင်းတောင်ရို့သမဇရီကြောင်းတိုက်အတွင်းရှိရှေးနှစ်ပေါင်းတရာကျော်တိုက်ကြီး ဒီမှာပြူပြည့်စည်းတယ်သိမ်ပြူပြည့်စည်းတယ်ပြောနှကန်းသုံးကန်းကြောင်းလေးတွေကသုံးကြောင်းပြည့်စည်းတယ်ဖရာတစုမြေခသွားတယ်အဲ့ဒါပါတွင်နေတန်ဃာတွေကမတိကဲဘူးတပါတော့သက်သက်မပြောက်ခဲ့ဘူးပေါ့ရအောင်တွင်းနိုင်တယ်သူထွက်ပြီးမှခေါင်းမိုးကြီးကပြူကြတာလေပြူကြသူလည်းအပြင်းမရောက်တန်ဃာနဲ့မတူမြောက်ပြူကြီးနဲ့တူလာအဲ့ထွက်လာတော့ မပါဗျာအဲ့ဒါအသေးပြောက်တော့မရှိဘူးဒိုအားချက်တရားတော့များပါတယ်အခုတော့တန်ရှင်းရေးလုပ်ဖို့ကမနေ့ကြိုးစားရမှာပဲဟုတ်လားသူဆောင်ဖို့စိတ်ကူးမထည့်သေးဘူးတန်ရှင်းရေးလုပ်ရမှာဒါတွေကလေလုပ်ရအဲ့ဒါတန်ရှင်းရေးလုပ်ဖို့ကြိုးစားအောင်နောက်ပိုင်းမှထူထောင်ရမှာဒါပါဘုန်းကြီးတို့ကဘေးအားသားတော့ဆိုဘေးအားစကားနားထောင်ပြီးတော့ ။ရောင်ရဲတင်းတင်းနေအောင်ပဲ။ကျန်တဲ့ဇတ်တော်တွေရောကံပဲ။သူ့ကံပဲ။သူ့လည်းမကယ်နိုင်ကိုယ်လည်းမကယ်နိုင်လေ။တရားဓမ္မဆိုတာဟုတ်လား။ဖြစ်တဲ့အရေးကတော့ကိုယ့်ရဲ့ဘဝအကျိုးပေးပေါ့။ဘုန်းကြီးကအရှိလဲအိတာသိမှာဗျာဘယ်လိုလုပ်ပြီးတော့အနောက်ရောက်သွားမှမသိဘူးဘိုက်အောင်ပါတောင်ရောက်ပြီးတော့ဂတိချေရင်ကိုဟောလို့ကရင်ကြီးနဲ့ဒီလိုမျိုးဖြစ်နေသိမှာဗျာဟာအထက်အောင်အထက်အောင်ဖြစ်နေသိမှာအဲ့လိုကြီးခုံနေ ဆိုတော့ကျောင်းကအရှင်ဖျားဟိုဟာမန္တလေးမှာလည်းကျောင်းကျောင်းရှိတယ်ဗရမကျောင်းပြူသွားတယ်ပြန်ပါဗျာမနေ့ကမှအဲဘဘူးကြီးနဲ့နရက်ဆက်ခုတ်လိုက်တာပြက်ပြီလို့ပြောတယ်။သခိုင်းမှာတရင်သုံးနေတာရောဘယ်လောက်လောက်ရှိလဲ။16နှစ်တည်းရောက်ပြီ။ဒီဒီမှာပေါ့။အဲအသက်80ပြည့်တဲ့နေရာဒီထွက်လာတာအခု86နှစ်တည်းမှာ။ဟုတ်လား။ဆိုတော့အရှင်ဘုရားထိခိုက်မိပါသေးလား။အာဘာလေးပါမတည်ဘူး။ဘာလေးပါမတည်ဘူး။ပြင်းထန်ဆုံးလို့ပဲပြောရမှာပေါ့။အကုသိုလ်ကံအကျိုးပေးတဲ့အချိန်။ ရှောင်လို့မရဘူးဒါပဲဘုန်းကြီးကတော့အတ္တသမပဏိတိမိမိကိုယ်ကိုစောင့်သိနေအောင်ကျူထိန်သိနေအောင်ကြိုးစားကြပါဘာလို့အမျိုးဆုံးကြုံမဲ့လဲကွာဟမ်အ ਨੇ အများမကြုံတဲ့လူပါမလားဟုတ်လားတို့ဗမာပြည်အလဲပိုင်းနေတဲ့လူဟုတ်လားအတ္တသမပဏိတိမိမိကိုယ်ကိုစောင့်ကြည့်စိတ်စိတ်ဓာတ်စောင့်တည်နိုင်အောင်သာကြိုးစားနေထိုင်ကြပါငိုးနေလို့လည်းပြီးမှာမဟုတ်ဘူးဒါဝါစကိုင်းတောင်ယူဒါဝချက် ကြည်ပါအောင်စုတဲ့ပါပြီးရှင်ပြရှင်လာရွာပေါ့ရှင်ပြရှင်လာဇီဒီပေါ့ရှင်ပြရှင်လာဖျားယူလို့လည်းခေါ်တယ်ဒါအလောင်းစီသူမြင့်တဲပြီးတော့ဆရာတော်ဦးနန္ဒသီဒီကျမအဆုံးသက်ထားတာဒီယုတ်ကလဆရာတော်ကြီးပေါ့အဲငရင်တန်းကျတော့ဦးစင်းတို့ဒီဘုန်းကြီးတို့ကဒီအစိုးရဓမ္မစရိယဆောင်မီဝဲသွားနေတဲ့ချိန်မှာလှုပ်တာဆိုတော့ဒီမှာကြောက်မှကြံနေတာကိုရင်တွေပဲကြံနေတာလေအခုဒီကဖုန်းလန်းဆက်တော့ဒီငရင်လှုပ်တော့ ပြောကြတယ်ပေါ့အဲ့လိုဆိုတော့ဥစဉ်လို့လည်းခြေချင်းပေါ့ကားလေးရလည်းပိတ်နေလမ်းလေးရလည်းပိတ်နေသွားမြင်တော့ခြေချင်းကြောင်းပြန်လာတော့ဒီမျက်စိတွေ့ရတာဒီဟာတည်းရှင်းလိုက်လို့အစတော့အများကြီးပဲဒီဒီဘက်တွေရောတော်တော်ရှင်းလိုက်လို့ဒီဘက်ကလည်းအဆောက်အဦတွေပြောဒီကဘလုံးမသွားလို့လာလို့မရဘူးကလေးတွေလည်းရှိတော့အကုန်လုံးပြီမှဆိုလို့လောက်လာပေါ့ပြူတာကတော့ဒီတိမ်ချောင်းလက်ချောင်းလုံးနဲ့ကုန်ပြူတယ်ဟိုဘက်ကဘုံချောင်းပြူတယ်ဒီရှိရဖရာချောင်းဆောင်အကုန်အကွဲသွားတယ်ဒီအောက်ကနေပြီးတော့ဒီနေတဲ့တန်ခါဆောင်ကြီးကုန်ပြတ်တယ်အဲကျန်တာဆိုလို့ဒီ နေရနှစ်ပေါင်းကြီးဒါရာကျော်တက်တန်းရှိတဲ့ဒါရုပ်ဆောင်ကြောင်းကြီးဟွာပေါ့ပြတ်သက်ကြီးပေါ့ဟွာဥခန္ဒီပြတ်သက်လို့လည်းခေါ်တဲ့ဥအဲ့ဒီနှစ်တရာကျော်သွားပြီဆိုတော့အဲ့ဒါတခုပဲကြံတာသူကတော့အသားဆောင်မှုလို့ကြံတဲ့ဟာတွေကတော့အကုန်ပြည့်စလောက်ပါပဲဒါဆုံရှုံမှုကတော့ဒါဒီကကြီးလို့လည်းမြင်တဲ့အတိုင်းမတော်တော်ပြန်လုပ်ဖို့လည်းတော်တော်မလွယ်တဲ့ကိစ္စတွေပဲဘယ်လိုပြန်လုပ်ရမှန်းမသိသေးဘူးခုတော့နင်းနေချင်းတော့ဟိုရှင်းလင်းတာပေါ့ရှင်းလင်းတဲ့ဥစ္စာအပိုင်းတော့မှဒီဟိုလူငှားတွေနဲ့ရွာဘက်ကခေါင်းလေးနှစ်ယောက်သုံးယောက်ခေါ်ပြီးတော့အဲ့ဒါ စင်ပြေအောင်လို့တော့တဖြည်းဖြည်းချင်းလုပ်နေတာပဲနေတိုင်းလုပ်နေရတာကံကောင်းတာတော့အဲဒီတန်ခါဒီမထိကြိုက်တာကံကောင်းတာပဲဘယ်လိုစံစီစပေါ့ဝိထုငွေအနေချင်းနဲ့ဒီလိုပဲအဲ့ဒါတော့လာပါတယ်အဲဘလိုဒီလိုကြီးကြီးမားမားဓာတ်တွေဘယ်လိုလုပ်ပေးမယ်ဆိုတာတော့တယောက်မှမလာဘူးဘယ်လိုလဲရှင်း